thank you မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးလူထုလွတ်လပ်ခွင့်နေဖန်တီဖို့ NND ရဲ့ဥဆောင်ပါဝင်မှုပြည်သူတွေဆက်အလို့ရှိနေတယ်လို့ NUG ဂျာယီတမရပြောကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လူထုလွတ်လပ်ခွင့်အတွက်အာမခံချက်ရှိတဲ့အခြေအနေကိုဖန်တီဖို့တမိုင်းဆယ်လာကြီးမားတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NND ရဲ့ဥဆောင်ပါဝင်မှုကိုပြည်သူတရက်လုံးကဆက်လက်အလို့ရှိနေကြတယ်လို့အမျိုးသားညီညွတ်ရေးဆိုရာဂျာယီတမရဒူဝါလက်ရှိလာကပြောကြားလိုက်ပါတယ် ဒီကနေ့စက်တင်ဘာလ29ရက်နေ့မှာကြာရောက်တဲ့ NLD တီထောင်ချင်း38နှစ်ပြည့်ခမ်းနားမှာယာယီသမရကအခုလိုပြောကြားခဲ့တာပါအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့တမိုင်းပေးတာဝန်တွေကိုဆက်လက်ထမ်းရွက်နေမယ်လို့ယုံကြည်ကြောင်းနဲ့ဆေးအာဏာရှင်စနစ်ဆန့်ကျင်ရေးပါဝင်ဆေးအာဏာရှင်စနစ်ကိုတက်ဆိုးရှေအောင်အထောက်ပံ့ပေးတဲ့လုပ်ရက်တွေကိုဆန့်ကျင်တဲ့နေရာမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ညွေဦးဒေါ်လာရေးအင်အားစုအလုံးနဲ့တသားနဲ့တည်ရှိပြီးဥဆောင်ဦးရပြုပါဝင်နေမယ်လို့ယုံကြည်ကြောင်းယာယီသမရကပြောပါ body ဒါအပြင်ຫນွေဦးတော်လိုင်းရေးမှာအားလုံးပါဝင်တဲ့နိုင်ငံရေးအခင်းကျင်းဖြစ်လာအောင်ဆက်လက်ကူညီပေးဖို့မြေတားရက်ခံကြမှာတယ်လူလူလွတ်လပ်ခွင့်အတွက်အာမခံချက်ရှိတဲ့အခြေအနေကိုဖန်တီးဖို့အတွက်သမိုင်းစဉ်လာကြီးမာတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဦးဆောင်ပါဝင်မှုကိုပြည်သူတရက်လုံးကဆက်လက်အလိုရှိနေကြပါတယ်လို့ယာယီသမရကပြောပါတယ်ຫນွေဦးတော်လိုင်းရေးမှာရှိတဲ့အင်အားစုအလုံးရဲ့ဆက်အာနာရှင်စနစ်စန့်ကျင်ရေးနဲ့ Federal Democracy တိဆောက်ရေးတို့မှာခိုင်မာတဲ့နိုင်ငံရေးပြည်ညင်တွေကြဲကြဲပြန့်ပြန့်ရောက်ရှိလာဖို့ NLD ရဲ့ပါဝင်ဆောင် ောင်ရွက်မှုတွေဟာပြည်ထောင်စုအရေးတစ်ခုလုံးအတွက်အထူးအရေးကြီးတယ်လို့လည်းယာယီသမ္မတကပြောပါတယ် ရင်းဥဒေါ်လာရေးဟာလွန်ခဲ့တဲ့နှစ်ပေါင်း38နှစ်ကစတင်ခဲ့တဲ့ဒီမိုကရေစီလှုပ်ရှားမှုရဲ့အဆက်လို့ယူဆနိုင်ပြီးအဲ့ဒီလှုပ်ရှားမှုမှာ NLD ဟာကြီးမားတဲ့ထဲ့ဝင်မှုကိုကာယကံမြောက်မြုပ်နှံခဲ့တဲ့နိုင်ငံရေးပါတီကြီးတစ်ခုဖြစ်တဲ့အတွက်ရင်းဥဒေါ်လာရေးခေါင်းဆောင်အလုံးဟာ NLD ရဲ့ကာယကံမြောက်ပေးဆက်မြုပ်နှံမှုတွေကိုလေးနက်စွာဂုဏ်ပြုကြောင်းပြောကြားခဲ့ပါတယ်။ NLD အကြောင်းပြောရင်နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ရဲ့အခမ်းကဏ္ဍကိုမိထားဖျောက်ထားလို့မရကြောင်းနဲ့ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ပါတီရဲ့အဖွဲ့ခေါင်းဆောင်ဆိုတာထက် ်ပို့ပြီးနိုင်ငံရဲ့အဖို့မပြတ်နိုင်တဲ့ခေါင်းဆောင်တအူးဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ နယ်အောင်လိုင်းနဲ့စေယုတ်စုမတရားဖမ်းဆီးချုံနောင်ခံထားရတဲ့ဒေါအောင်ဆန်းစုကြည်နဲ့မတရားဖမ်းဆီးချုံနောင်ခံထားရတဲ့နိုင်ငံရေးအကျဉ်းသားများအလုံးလွတ်မြောက်ရေးကိုကြိုးပမ်းနေကြဆဲဖြစ်တယ်လို့ယာယီသမရကပြောပါရယ် NND ကောင်းဆောင်တွေဟာဆေယနာရှင်အဆက်ဆက်ရဲ့နှိမ့်ဆက်ညှဉ်းပန်းမှုတွေကိုစိတ်သက်တတိအပြည့်နဲ့ရင်ဆိုင်ဖြတ်တန်းခဲ့ကြတာဖြစ်ပြီး NND ဟာပြည်သူအကျိုးစီးပွားကိုအစဉ်တစိုက်ရှေးရှုခဲ့တယ်ဆိုတာထင်ရှားတယ်လို့လည်းပြောကြားခဲ့ပါရယ်အခမ်းအနားမှာပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကလည်းအမှားစကားပြောကြားခဲ့ပါရယ် သူလူထုတရက်လုံးမျှော်မှန်းနေတဲ့ Federal Democracy နိုင်ငံတော်အသစ်ထူထောင်ရေးအတွက် NLD အနေနဲ့ NUG အပါအဝင်တော်လှန်ရေးအင်အားစုတွေအားလုံးနဲ့လက်တွဲပြီးညှိနှိုင်းဆောင်ရွက်သွားကြရေးအတွက်ဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းကတိုက်တွန်းလိုက်ပါတယ်။ ဒေါ်လန်ရင်းရဲ့ရှေခရီးတစ်လျှောက်လုံးမှာလည်းတိုင်းရင်းသားပြည်သူလူထုတရက်လုံးမျှော်မှန်းနေတဲ့ငြိမ်းချမ်းရေးတရားမျှတရေးလွတ်လပ်ရေးနဲ့ညီညွတ်ရေးတို့နဲ့ပြည်ဆောင်တဲ့ Federal Democracy နိုင်ငံတော်အစ်ကိုထူထောင်နိုင်ဖို့အတွက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင်ဒေါ်လန်ရင်းအင်အားစုများအားလုံးနဲ့အတူလက်တွဲပြီးအမြင့်မတူတာတွေရှိခဲ့ရင်လည်းတူအောင်ညှိနှိုင်းကြလျက်ဆင်အာနာရှင်စနစ်အမြင့်ပြတ်တဲ့ဒီဆင်ဆက်မပြတ်ဆက်လက်ပါဝင်သွားကြဖို့လေးနက်စွာတိုက်တွန်းနှိုးဆော်လိုက်ပါတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင် င်တန်းကပြောကြားခဲ့တာပါလူလူကောင်းဆောင်ပါတီကောင်းဆောင်ဒေါအောင်ဆန်းစုကြည်နဲ့တကွဖန်စီထိမ့်သိမ့်ခံနိုင်ငံအကျဉ်းသားများအလုံးလွတ်မြောက်ပါစေကြောင်းလို့လည်းရီတောင်စုဝင်ကြီးချုပ်ကဆုတောင်းပေးခဲ့ကြောင်းသိရှိရပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကြောင်မဲတွင် TNL တက်များရှိသည့်ကြားကစစ်ဆောင်နေသည့်အိမ်များအခိုးခံနေရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်တွင်တန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ရှိနေသည့်ကြားမှာစစ်ဆောင်များ၏နေအိမ်များ ခုတ်ခံနေရကြောင်းဒေသခံများထံကစုံစမ်းသိရှိရပါသည်။ပြီးခဲ့တဲ့စက်တင်ဘာ၁၀ရက်နေ့မှစတင်ကကြောင်းမဲမြို့နယ်တွင်နေကျေးရွာများမှာစစ်ရှောင်းများ၏နေအိမ်များအခိုးခံရမှုဇက်တိုက်ဖြစ်ပေါ်လာခြင်းဖြစ်ပြီးကားနှင့်လက်ပတ်ခိုးနေတော်လဲလက်ရှိချိန်ထိတရက်ခန့်ကိုဖမ်းဆီးရမိခြင်းမရှိသေးကြောင်းကြောင်းမဲမြို့ရန်ကွင်းရက်ကွက်မှာ နေထိုင်တဲ့ဒေသခံတို့ကပြောဆိုပါသည်။ ။ဘူးလို့အိမ်ဆိုအမျိုးသားနှစ်ယောက်လာခိုးတာအိမ်သားတွေကဆစ်ဆောင်နေကြတာအိမ်ထဲဝင်ခိုးမလို့ခြံထဲရောက်လာတာတွေ့တော့လှမ်းအော်တာတောင်မပြေဘူး။ဆိုလာချက်ကိုဖြုတ်နေသေးတာလူကိုယ်တိုင်ထွက်အော်မှပြေးသွားတာဟု၎င်းကပြောပါရယ်။ပြီးခဲ့တဲ့စက်တင်ဘာ22ရက်ကလည်းကြောင်မဲမြို့နယ်ဆစ်ဆောင်နေတဲ့ပြင်ယာယီပိတ်ထားတဲ့နောင်ပိန်ဈေးဆိုင်ကန်တချို့ဖောက်ထွင်းခိုးယူခံထားရပြီးခိုးယူသူများကိုသိရှိခြင်းမရှိကြောင်းကြောင်မဲမြို့နယ် visit ကြောင်မဲဖွဲ့မှလူမှုကွန်ရက်ပေါ်မှာဖော်ပြထားပါရယ်။ ခိုးယူမှုတွေဖြစ်ပွားနေတာတော့ဟုတ်ပါတယ်ဒေတာကန်တွေနဲ့အဆက်အသွယ်ကောင်းကောင်းမရတော့အသေးစိတ်မသိရသေးပါဘူးနောင်ပိန်ဈေးဆိုင်ကန်တချို့ဖောက်ထွင်းခိုးယူခံရပြီးအခိုးခံပြီးမှဒေတာကန်တွေပြန်တည်ရလို့ပုံတွေပို့ပေးထားတာရှိတယ်ဟု visit ကြောင့်ပဲမှတာဝန်ရှိသူကပြောပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလ14ရက်မှစတင်က TNL တပ်ဖွဲ့က73မြင်းဆောင်မှတ်ပုံတင်ကန်ဆောင်ထားခြင်းမရှိဘဲကြောင်မဲမျိုးတွင်နေထိုင်သူများကိုစစ်ဆေးမေးမြန်းခြင်းများနဲ့တန်တရားရှိသူများကိုယာယီထိန်းသိမ်းခြင်းများပြုလုပ်နေတော်လဲယခုတက်သည့်ခိုးယူမှုများ များရှိနေသေးကြောင်းကျောင်းမဲမျိုးတွေနေထိုင်သည့်ဒေသခံတို့ကပြောပါရယ် အခုကလင့်ရင်လစ်တယ်လို့ခိုးတယ်မလင့်ရင်ရတယ်လို့ခိုးတယ်။ကြောင်မဲမျိုးတဲမှာဆိုကားနဲ့ပတ်ခိုးတဲ့လူတွေရှိတယ်။ဘဲကလာခိုးလဲတော့မသိရဘူး။တနက်တွေပါလာဆိုတာလည်းမသိဘူး။ကျွန်တော်တို့မှာလေးခွာပဲရှိတယ်။နိုင်နေထင်ရင်ထွက်ပြက်တယ်။မနိုင်မှုထင်ရင်အိမ်လေးကထွက်အော်တာပေါ့။များသောအားဖြင့်ကလူမရှိတဲ့အိမ်တွေကိုပဲခိုးကြတာပေါ့ဟု၎င်းကပြောပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ24နေ့လည်12နာရီကျော်ကလည်းကြောင်မဲမျိုးမိုင်းတင်းအုပ်စုပင်တီးရွာရှိပင်တီးဖုံကြီးကျောင်းစွန်းစားဆောင်ကိုစစ်ကောင်စီတပ်ကလေးချောင်းဖြင့်ပုံကျဲခဲ့တဲ့ဖြင့်အဆောင်အုံ ချို့ထိမှန်ပြက်စီပြီးလူထိခိုက်မှုမရှိခဲ့ကြောင်းသိရပါတယ်။လက်ရှိမှာစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေသဖြင့်ကြောင်မဲမျိုးနေပြည်သူ9000ကျော်စစ်ဆောင်နေရသည့်ကြောင်းမှာစစ်ဆောင်အိမ်များပါဖောက်ထွင်းခံနေရသဖြင့်ဒေသခံပြည်သူများအနေဖြင့်စိုးရိမ်မှုများနဲ့ဆုံးရှုံးမှုများကိုကြုံတွေ့နေရကြောင်းစုံစမ်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဝိုင်းမော်မြို့နယ်လမြန်ကျေးရွာသို့ထိုးစစ်ဆင်လာသောစစ်တပ်စစ်ကြောင်းမှခလာရ38တပ်ရင်းမှဒုတိယဗိုလ်မှူးကြီးဒဏ်ရာများဖြင့်သိမ်းဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်လမြန်ကျေးရွာသို့ထိုးစစ်ဆင်လာသောစစ်တပ်စစ်ကြောင်းမှခမာရ38တပ်ရင်းမှဒုဗိုလ်မှူးကြီးမှာ တိုက်ပွဲတွင်ရရှိသောတန်ရာများဖြင့်သေဆုံးသွားကြောင်း KIA စီရေးတရင်ရှင်မြစ်ကပြောဆိုပါရယ်ယမန်နေ့စက်တင်ဘာ26ရက်နေ့ဝိုင်းမော်မြို့နယ်လက်မြန်ကြီးရွာမှာ KIA တပ်နှင့်စစ်တပ်ကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဆိုပါတိုက်ပွဲတွင်တနိုင်းမြို့နယ်ခြေဆိုင်ခမာယ38တပ်မှတရင်မှုဒုတိယဗိုလ်မှူးကြီးမှတန်ရာရရှိခဲ့ကြောင်းအဆိုပါတန်ရာရရှိသောတရင်မှုကိုစေကူတမှုပေးနိုင်ရေးမြစ်ကြီးနားမြို့သို့ပြန်လည်သေဆောင်စဉ်လန်ခီတွင်သေဆုံးသွားခဲ့ကြောင်းသိရှိရပါသည် ဝိုင်းမော်လက်မြရွာတိုက်ပွဲမှာတနိုင်းမြို့နယ်ခြေဆိုင်ခမာယာ3တရှင်မှတရင်မူပြင်းထန်တန်ရာရပါတယ်အဲ့ဒါမြကြီးနာကိုကားနဲ့တင်းသွားရင်မှလမ်းမှာပဲတိဆုံသွားပါတယ်ဟု KAI စီရေးတရင်ရင်မြက်ကပြောပါတယ် KAI ပူပေါင်းတပ်များက2024ခုနှစ်မတ်လကစပြီးဝိုင်းမော်မြို့နယ်တွင်ရှိစစ်ကောင်စီဂိတ်စခန်းများကိုထိုးစစ်ဆင်သိမ်းပိုက်ခဲ့ရာခလာရ58တက် ဝူယံပြည်သူစစ်စခန်းမြို့မရဲစခန်းမှလွဲ၍ဝိုင်းမော်မြို့တွင်ရှိစစ်စခန်းများအားလုံးကိုသိမ်းပိုက်ခဲ့ကြောင်း KIA သိမ်းပိုက်ခဲ့သောစစ်စခန်းများတွင်လက်မြန်ဒေသနှင့်ဝူယံတလျှောက်မှစစ်စခန်းများလည်းပါဝင်ကြောင်းသိရှိရပါသည်စစ်တပ်ကရခိုင်ဩဂုတ်လ20ရက်ကျော်ပိုင်းမှစတင်ပြီးလက်မြန်ဒေသကိုထိုးစစ်ဆင်လာကြောင်းထို့သူထိုးစစ်ဆင်လာသည့်အတွက်တိုက်ပွဲများအပြင်းထန်ဖြစ်ပွားခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုများလည်းတောက်လျှောက်ဆိုသလိုစစ်တပ်ကပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်ဒီဘက်ကထိုးစစ်မစင်ခင်စစ်တပ်ကအင်အားတွေဖြည့်ပြီးသူတို့စခန်းတွေပြန် ဖို့ထိုးစစ်ဆင်လာတာခလာရ58နဲ့ဝူယန်စစ်စခန်းတွေမှာသူတို့အင်အားတွေတောက်လျှောက်ပြေးတယ်အဓိကဝိုင်းမော်အသိန်းခံရမှာကြောက်တော့အင်အားတိုးပြီးချလာတယ်လက်မြန်ကိုသူတို့ပြန်သိမ်းခြင်းတော့ထိုးစစ်ဆင်တော့ဝိုင်းမော်ဘက်ကိုထိုးစစ်မစင်ခင်သူတို့ ဥအောင်တိုက်တာလို့ပြောလို့ရတယ်ဟု KIA စီရေးတရင်ရှင်မြက်ကရှင်းပြပါတယ်စစ်တပ်ကထိုးစစ်ဆင်ခြင်းရည်ရွယ်ချက်များမှာဝိုင်းမော်မျိုးနယ်မှာရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်ရည်ရွယ်ချက်ရှိပုံရကြောင်းဝိုင်းမော်ဘက်ကစစ်တပ်ကစင်ရများဖြစ်တင်ရမှာစစ်မှုရန်တပ်သားတဲ့အများပြားပါဝင်နေသည်ကိုတွေ့ရှိရကြောင်း KIA စီရေးတရင်ရှင်မြက်ရဲ့ပြောပြချက်အရသိရပါတယ်